မင်္ဂလာပါဗျာ။ဗိုင်လေတက်စာဖူဘလော်နေရာနေပြန်နေကြိုဆိုပါရယ်။ကိုရဆာတို့ဒီနေ့ကတော့မြင့်တာလဘောအင်းလေးချက်စာမှာဖြစ်ပါတယ်။ဒါတော့မြင့်တာလဘောဟင်းချက်ဖို့အတွက်ပါဝင်ပစ္စည်းဖြစ်တဲ့ဒီဟင်းလေးမျိုးတွေကိုဈေးထဲမှာတွားဝင်နေတဲ့မျိုးဖြစ်ပါတယ်။မဇူးရည်မှတ်တာဒီဘယ်လောက်လဲ။မိလေး395ရပဲပဲကလေး။ ဒုံးလေးဒီတမိလေးနဲ့ငါးဘူစားချင်းသုံးပြီးကဲကုမြင်နေရတာတော့ဒါမြင့်တလာဘောဟင်းမှာပေါဝင်မဲ့ဟင်းဒီဟိရွက်တွေကိုအကုန်ထိချုပ်ထားတာဖြစ်ပါတယ်။ပစုံလေးပါပါတယ်ပိနေသည်မြင့်ကဲမှုရဲ့ဖယုံသည်ရဲ့စူဘူရွယ်ပင်စင်းရွယ်နဲ့ခရမ်းကျူသည်တို့ပေါဝင်ပါတယ်။ဘရဆာတို့မြင့်တလာဘောဟင်းရဲ့အသက်ဖြစ်တဲ့ဆန်လောမှုလို့ဖို့အတွက်ဒီဆန်ကိုအယူဆုံးလှော်ပေးပါမယ်။ဘရဆာတို့ဒါပေါ်ဆန်မှုကိုတုံးပြူထားပါလေ။ ဆန်ကိုအယောင်ပြောင်းပြီးတော့ညိုးလာတဲ့ဒီလော်ပြီးပါမယ်ဒါမှဆန်လေးကပွေးတက်လာမှာဖြစ်ပါတယ်လော်ပြီးရရှိလာတဲ့ဆန်လေးကိုခွဲစားတော့မရိုးစုံနဲ့ထည့်ပြီးတော့ထောင်းလိုက်ပါမယ်ဒီလိုမညက်တကြက်အနေထားရောက်ပြီဆိုရင်တော့ရေလေးထည့်ပြီးတော့ရောပေးထားပါမယ်မြစ်တာလပေါ်ရင်ချက်တဲ့နေရာမှာ CO သုံးမပြုပါဘူး။ဒါရေနဲ့အတူတူဇပယ်လင်းရဲ့ချက်သွင်းပြွေကိုထည့်ပြုတ်တာဖြစ်ပါတယ်။ပြီးရင်တော့ဖွဲ့ဆူလာဖို့အတွက်အဖုံးအုပ်ထားပါမယ်။ ဒီလိုမျိုးရေးဆူလာပြီဆိုရင်တော့ဆောနာကအစင်းနဲ့ပြင်ထားတဲ့ဒီဆန်လော်ရေစိမ်လေးထည့်ပြလိုက်ပါမယ်။ဒါကတော့စိမ်းစားငပိထည့်တာဖြစ်ပါလေ။စိမ်းစားငပိကိုသုံးဆုံးခန့်အင်းဦးဆုံးထည့်ပါမယ်။ပြီးတော့အရသာတမသွားစီဖို့အတွက်ခဏလေးမှုပေးပါမယ်။ဆိုစားတော့ဒီလိုမျိုးရေတွေအရန်ဖွဲ့ပြီးတော့ဆူလာပြီဆိုရင်တော့ပဇွန်ထည့်ပါမယ်။ဒီနေရာမှာပဇွန်ကတော့ကင်ပြီးသားဖြစ်ပါတယ်။သူ့ရဲ့အစာရင်လမ်းကြောင်းလေးပါလေအကုန်ထုတ်ပြီးပါပြီ။ ပင်လောက်ကရက်ဆာရောဟင်းသီးရွက်ထဲမှာပြုတ်ရတာကြားတဲ့ဒီမြစ်တွေတခြားအသီးရွက်တွေကိုအမြင်ဆုံးထည့်ပါမယ်။ဒါတော့မို့ပါပြင်လောက်ရွှေဖျုံသီးရဲ့ခရမ်းကျွတ်သီးရဲ့ပါထည့်ပေးလိုက်ပါမယ်။ပိန်နေသီးပါထည့်ထည့်ပါမယ်။အရသာအနေနဲ့စားထည့်ပါမယ်။ပြီးရင်ဒကြားလေးအနည်းငယ်ထည့်ထည့်ပြီးတော့အရသာသမသွားစီဖို့အတွက်ခဏလေးမှုပေးပါမယ်။အသီးရွက်များကြက်ထံမြန်စီဖို့အတွက်အဖုံးခဏအုပ်ပေးထားပါမယ်။ တော့ဆရာတို့အဖုံးအုပ်ထားတအောင်ကြပြီလို့ဒီလိုဟင်းနှီးဟွက်ကလေးနဲ့လည်းနူးစားပြူလာပြီဆိုရင်တော့နောက်ထပ်အရသာအနေနဲ့ဒါငံပြားကြီးပေါက်တာဖြစ်ပါတယ်။ငါးငံပြားကြီးကိုဒီဇွန်နဲ့တဇွန်ထပ်ထည့်လိုက်ပါမယ်။ပြီးရင်တော့ကြမ်းရှိနေသေးတဲ့ဟင်းနှီးဟွက်ဖြစ်တဲ့ရုံးမဏီဒီခေါ်ရကားညွန့်နဲ့ရွှေဖယုံညွန့်တို့ပါထည့်ပေးလိုက်ပါမယ်။အဆက်အနေနဲ့ရုပ်တီးထောင်လေးတွေပါထည့်ရောပေးပါမယ်။ ရက်ဆာတို့ဒီယုံမနီဒီနည်းနည်းနူးလောက်ပြီဆိုရင်တော့နောက်ဆုံးဖိုင်နယ်အနေနဲ့စူဘုတ်ရွက်ကဲပင်စင်းရွက်ကဲကိုအပေါ်ကနေအုပ်ပေးလိုက်ပါမယ်။ဒါတော့ငေယူကောင်းအနှံ့မှုဖြူလိုက်တာဖြစ်ပါတယ်။ပြီးတော့နည်းနည်းတမသွားစေဖို့အတွက်ထုံစံတိုင်းနည်းနည်းမှုပေးလိုက်ပါမယ်။ကစားရိုဟင်းဒီရများကြက်ပြီးတော့အရသာအစင်းသေးဖြစ်ပြီးဆိုရင်တော့မြစ်တာလဘောဟင်းလေးအစင်းသေးဖြစ်ပါပြီ။စားမဲ့ပကံလေးတွေကိုလှည့်ပေးလိုက်ပါမယ်။ ကဲခုဆိုရင်တော့စီမပါပဲနဲ့အရန်အရန်ပဲစားလို့ကောင်းပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့မြစ်တာလဘောရှင်လေးရရှိလာပြီဖြစ်ပါတယ်။ဒုနဲ့ဒူဒူတွဲဖက်စားဖို့အတွက်ဂရက်စာတော့ငပီတောင်းလေးလုပ်ထားပါတယ်။ငပီတောင်းအသံများသီးလေးပါညက်စားမှာဖြစ်ပါတယ်။ဂရက်စာရဲ့ဘလော်လေးကိုကြည့်ရှုပြီးတော့မြစ်တာလဘောရှင်လိုက်လို့စားနိုင်မယ်လို့ပြောလိုက်ပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးလို့အများကြီးကျေးဇူးတင်ပါတယ်။